ခြေခံအနေနဲ့မဟာကုသိုလ်စိတ်၈ခုဆိုတာရှိတယ်။ဒါနကောင်းမှုလုပ်မယ်၊သီလစောင့်တည်မယ်၊ကမ္မထံဘာဝနာပွားမယ်။မဟာကုသိုလ်စိတ်တွေပဲဖြစ်တယ်။ဟောဒါနလုပ်တာလည်းမဟာကုသိုလ်စိတ်နဲ့လုပ်ရတယ်။သီလစောင့်တည်တာလည်းမဟာကုသိုလ်စိတ်တွေဖြစ်တယ်။ဘာဝနာပွားတာလည်းမဟာကုသိုလ်စိတ်ဖြစ်ဖြစ်တယ်။အဲ့ဒီမဟာကုသိုလ်စိတ်၈ခုဆိုတာ လွယ်လွယ်လေးမှတ်ရအောင်ပြောရမယ်ဆိုရင်အတိညာပါတဲ့ကုသိုလ်က၄ခုအတိညာမပါတဲ့ကုသိုလ်က၄ခုသို့မဟုတ်ဒီလိုခွဲအတိညာရှိမရှိနှမျိုးနဲ့ခွဲလိုက်ကုသိုလ်လုပ်တဲ့အခါမှာစဉ်းစားဉာဏ်နဲ့လှုပ်တာတစ်ခုစဉ်းစားဉာဏ်မပါပဲလှုပ်တာတစ်ခုဟောကိုယ်ပိုင်အတိညာနဲ့လှုပ်တာတစ်ခု ကိုယ်ပိုင်အတိညာမပါပဲလှုပ်တာတစ်ခုဆိုဘယ်နှခုဖြစ်သွားလဲနှစ်ခု အဲ့ဒီနှစ်ခုကိုလူရဲ့ခံစားချက်နှမျိုးနဲ့မြောက်အောင်ခံစားချက်နှမျိုးဆိုတာဘာလဲဆိုရင်ကုသိုလ်လုပ်တဲ့အခါမှာစိတ်ထဲမှာဝမ်းမြောက်ဝမ်းသာလှုပ်တာရှိတယ်။အေးပုံမှန်လုံးနေကြလှုပ်လိုက်တာဝမ်းသာမှုမထင်ရှားတာရှိတယ်။ဟောခံစားချက်နှမျိုးစာလုံးပြောရင်သောမနတဥပ္ပခါပေါ့ဝမ်းသာမှုထင်ရှားတယ်သောမနတဝမ်းသာမှုမထင်ရှားဘူးဥပ္ပခါ အဲ့ဒီခံစားချက်2မျိုးနဲ့ခုနဉာဏ်ရှိမရှိနှစ်ခုကိုနှစ်ကိုနှစ်နဲ့မြောက်တော့ဘယ်လောက်ဖြစ်သွား၄ပါ၄ခုဖြစ်တယ်အဲ့ဒီအခါမှာကုသိုလ်လုပ်တဲ့အခါမှာစိတ်အခြေအနေက2မျိုးရှိတယ်တခါတခါတွန်းအားပေးရတယ်တခါတခါတွန်းเสียမလို့သူကသူထက်ထက်မြက်မြက်ဖြစ်တယ်ပေါ့ထက်ထက်မြက်မြက်ဖြစ်တာကတခုတွန်းပြီးတော့မှတွန်းအားပေးမှကိုယ်စိတ်ကိုပြင်ပေးမှထက်မြက်လာတာတခုဆိုတော့ ထမ်းမြက်မှုရှိမရှိတွန်းပေးရမှုရှိမရှိနှစ်ခုနဲ့မြောက်လိုက်လို့ရှိရင်လေးကိုနှစ်နဲ့မြောက်တော့အဲ့ဒါမဟာကုသိုလ်စိတ်ရှိခုစားအဲ့ဒါလူရဲ့စိတ်အခြေအနေတယ်ဩဒါနလုပ်တဲ့အခါမှာဒါနလုပ်တဲ့အခါမှာအတိညာနဲ့စဉ်းစားပြီးလုပ်တဲ့ဒါနနော်အတိညာမပါဘဲလုပ်တဲ့ဒါနလို့နှစ်မျိုးအဲ့ဒီနှစ်မျိုးမှာလှူတဲ့အခါမှာဝန်တာအာရလှူတာရှိတယ် တာမန်လှူလိုက်တာရှိတယ်အဲ့ဒီနှစ်ခုနဲ့မြောက်တော့ဒါနကုသိုလ်ဟာလေးခုဖြစ်သွားတယ်။ဟောအာတတိရောလှူတာနဲ့ကိုယ့်အကိုတိုက်တွန်းလို့ဖြစ်စေသူများတိုက်တွန်းလို့ဖြစ်စေလှူဖြစ်သွားတာနှမျိုးနဲ့လေးကိုနှစ်နဲ့မြောက်တဲ့အခါကျတော့ရှစ်ခုဖြစ်တယ်ဟောဒါနကုသိုလ်တွေမဲ့ရှစ်မျိုးဖြစ်တယ်။သီလမှလည်းထိုးတူပဲအတိညာနဲ့လှုပ်တဲ့သီလအတိညာမပါဘဲနဲ့စောင့်တဲ့သီလဆိုပြီးတော့နှမျိုး အဲ့ဒီနှမျိုးကိုတခါခံစားမှုနှစ်ခုနဲ့မြောက်လိုက်ဝန္တာအာရစောင့်တယ်သမုံဝန္တာမှု တိတ်ပြီးတော့မရှိဘူးဒီနှစ်ခုနဲ့မြောက်တဲ့အခါလေးခုဖြစ်တယ်စိတ်အားထက်သန်တယ်ရှိတယ်စိတ်အားထက်သန်မှု မရှိဘူးဒီနှစ်ခုနဲ့ထမြောက်တော့ဟောတိလကုသိုလ်ဟာလည်းရှင်မျိုးဖြစ်တာပဲဘာဝနာကုသိုလ်လုပ်တဲ့အခါမှာလည်းပဲဟောဒီရှင်မျိုးတွေကပဲလောရတာပဲ အဲ့တော့ကိုယ်တဏ္ဍာမှာအကောင်းဆုံးဖြစ်အောင်ကတော့ဘာနဲ့လုပ်ရမလဲဆိုရင်အသိဉာဏ်ရှိဖို့လိုတယ်ထက်မြက်ဖို့လိုတယ်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုတယ်ပေါ့မှန်ပါပါဗျာအဲ့ဒါဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်ဖြစ်နိုင်တယ်ပေါ့ဒါပြင်ဒီကုသိုလ်ဟာအတော်ကိုဟိုအစွမ်းထက်ပြီးလို့ဆိုပေမဲ့ဒီကုသိုလ်တဲ့တာတဲ့ကုသိုလ်မရှိတော့ဘူးလားလို့ဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလဲလို့ဆိုရင်တမာတိကျင့်စဉ်တစ်ခုကိုကျင့် ရှင်းလိုက်တဲ့အခါမှာကာမဂုဏ်အာယုန်တွေကိုထုံးတွန်းဖယ်ထားနိုင်အောင်စိတ်ဟာတည်ငြိမ်သွားတယ်အချင်းစိတ်တွေနော်ထိနာမိတ်္တဆိုတာတွေဒီဩဒိသကုတ်ကုသဆိုတဲ့စိတ်လေးဓာတ်တွေစိတ်ပူဓာတ်တွေဝိသကိစ္စဆိုတဲ့တန်တရားတွေကာမဂုဏ်အာယုန်ခံစားလို့တဲ့ကာမိစန္ဒတွေစိတ်ထဲမှာအလိုမကျဘူးဆိုတဲ့ပြာပါဒတွေဓာတ်တွေကိုတွန်းလှန်ဖယ်ရှားပြစ်လိုက်တဲ့အခါကျတော့ သူကတမာရီကတအားတည်ငြိမ်ပြီးတော့သွားတယ်။အာယုံလေးတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ရှုနိုင်တဲ့အနေထားတစ်ခုရသွား။အဲ့ဒါကိုဆံကုသိုလ်လို့ခေါ်တယ်။သူကလည်းအဆင့်၄ဆင့်သို့မဟုတ်အဆင့်၅၀ရှိတယ်။အဲ့ဒီကကရူပကုသိုလ်၅ခုလို့ခေါ်တယ်။တခါအဲ့ဒီကနေပြီးတော့အာယုံတွေပြောင်းပြောင်းပြီးတော့အဆင့်မြင့်လိုက်တဲ့အခါတမာရီစွမ်းအားတွေကပို့ပြီးတော့ထက်လာတယ်။တမထကျင့်စဉ်တစ်ခုကျင့်လိုက်တော့ထက်လာပြီးတော့ ဒီရူပဇံအဆင့်တွေကိုကြော်လွှားပြီးတော့နောက်ဆုံးမှာအရူပဇံ၄ခုဆိုတဲ့ကုသိုလ်ရှိသေးတယ်။ဟောအဲ့ဒီကုသိုလ်တွေကြတော့ဘလောက်အစွမ်းထက်တုံးဆိုခုနကကာမရောကုသိုလ်ကနေအကျိုးပေးလိုက်လို့ရှင်လူပုံဖြစ်တယ်နတ်ပုံဖြစ်တယ်တလောက်ပဲရှိတယ်။ဟောတက်တန်းနဲ့တွေ့မယ်ဆိုရင်ဟိုးပရဏိဝိတဝဒဝတိနတ်ပြည့်ရောက်သွားလို့ရှင် तू ကတက်တန်းအရှိဆုံးပဲဒီတယ်မရှိဘူး။ကဘာတိအောင်မရှိဘူး။ ခကတမာရီကုသိုလ်တွေရူပကုသိုလ်အရူပကုသိုလ်ရူပကုသိုလ်၅ခုအရူပကုသိုလ်၄ခုဒီမဟကုကုသိုလ်လို့ခေါ်တဲ့ဇန်နဲ့ပတ်သက်လာတဲ့ကုသိုလ်တွေကြတော့အသက်ဟာကဘာထည့်အောင်ခြီးပြီးတော့ရှိတယ်။သူ့ရဲ့အစွမ်းအာပို့ပြီးခြီးမှလာတယ်။ဒါပြင်ကုသိုလ်ကဒီလောက်နဲ့ဂုံသွားလာဆိုမဂုံသေးဘူး။နော်ကုသိုလ်တွေလှုပ်เสียရတယ်။လောကမှာဒီကနေ့လှုပ်နေကြတဲ့ကုသိုလ်တွေဟာကာမဝဆရာကုသိုလ်လေးပဲလှုပ်နိုင်ကြတာ မဟာကုသိုလ်လေးပဲလုံနိုင်တာရူပကုသိုလ်မရောက်ဘူးအရူပကုသိုလ်မရောက်ဘူးနောက်ဆုံးမှာအစွမ်းထက်ဆုံးကုသိုလ်တွေကဘယ်ဟာတွေတုံးဆိုမက်ကုသိုလ်လို့ခေါ်တယ်သောတပတိမက်သဂရဂါမိမက်အနာဂါမိမက်ရတ္တမက်လို့ဆိုတဲ့ထိမဲ့လေးပါးဆိုတာလဲကုသိုလ်ပဲအဲ့ဒီမှာသောတပတိဆိုတဲ့သောတပတိမက်ကုသိုလ်ကိုလုံလို့ရှိရင် အမြင်မှားခြင်းနဲ့တန်တရားရှိခြင်းကိုလုံးဝရှင်းလင်းပြစ်လိုက်နိုင်တယ်ပေါ့ပြီးတော့အပေကုံကနေလုံးဝလွတ်သွားပြီဘဝတန်တရားမှာ ခုနှစ်ဘဝပဲရှိတော့တယ်နောက်ထပ်ဒုက္ခခံဖို့မရှိတော့ဘူးရှစ်ခုမြောက်ဘဝသူ့မှာမရှိတော့ဘူးဆိုအတော်ကိုဒုက္ခတွေနဲသွားတာပဲဒီကုသိုလ်ရဲ့ဆွမ်းဆောင်မှုပါဟုတ်ကဲ့လားကျန်တဲ့ကုသိုလ်တွေကအိုနာသိရေးဆိုတာမလွတ်ဘူး။ဟောတောတပတိမကုသိုလ်ဖြစ်လိုက်လို့ရှိရင် နောက်ထပ်သေဖို့ဟာခုနှစ်ကြိမ်ပဲကြံတော့တယ်လို့ဒီလိုပြောတာပူခြင်းနာခြင်းသေခြင်းနဲ့ရင်ဆိုင်ဖို့ရခုနှစ်ကြိမ်ပဲရှိတော့တယ်ပေါ့နောက်ထပ်ဒီရင်ဆိုင်တရားမရှိတော့ဘူးဟောသဂါရဂါမိမဲ့ကုလို့ရလို့ရှိရင်ဒီတဲ့စွာအားတွေမြင့်လာလို့ဘဝအတိတဲ့တိုးလာအနာကကုသိုလ်ရသွားပြီဆိုလို့ရှိရင်ကြိကာမဘုံနဲ့အဆက်ဖြတ်တယ်ငရဲတို့တိရိစ္ဆာန်တို့ပြိတ္တာတို့မဆိုထားပြီလူဘုံတို့ ဟုတ်လားနတ်ဘုံတို့နဲ့ပါဆက်ပြတ်ပြီးတော့ဟိုးတက်တန်းရှိတယ်ပြမဘုံလေးအဲ့ဒီပြမဘုံတောင်မှပဲအလွန်စင်ကြဲတဲ့သုဒ္ဓဝါဒဘုံဆိုတာမျိုးနဲ့ပဲ तू ကအတော်အဆင့်မြင့်တဲ့ဘုံတွေမှာရောက်သွားအရတ္တမေဖြစ်လိုက်တာနဲ့တပြိုင်နဲ့အကြည့်30ဘုံလုံးနဲ့အကုန်လုံးဆက်ပြတ်သွားခိလေသာတွေအလုံးချုပ်ငုံသွားတယ်လောကမြတ်ကံတွေဟာဘဝတစ်ခုကိုထူထောင်ဖို့ရာမဖြစ်နိုင်တော့ဘူး အဲ့ဒီရန္တမဲ့ကုသိုလ်ဆိုတာအဆင့်အမြင့်ဆုံးပဲကုသိုလ်ပဲတဲ့ရသော်ဗျာကကုသလံဘိက္ခူဘာဝေထချစ်သားယဟန်တို့ကုသိုလ်ကောင်းမှု ကုသိုလ်ကိုပွားစေကြဆိုတာနောက်ဆုံးအဆင့်ရတ္တမဲ့ရောက်မှာပဲအကုန်ကိစ္စပြည်တယ်အနုမို့ဆိုလို့ရှိရင် ကုသိုလ်တွေဟာမစုံသေးဘူးတဲ့ဘုန်းကြီးတို့တွေကုသိုလ်လို့ပြောပြီးလုံနေကြတာမဟာကုသိုလ်ရှစ်ခုပဲလုံနေကြတာအလုံးကုသိုလ်ဟာ22မျိုးရှိတယ်ပေါ့ အဲမကောင်းမှုဆိုတာအကုသိုလ်12ခုရှိတယ်။ကောင်းမှုဆိုတာကကုသိုလ်21ရှိတယ်။အဲဒီ21ကိုပြည့်စုံအောင် လုပ်ပြီးတော့နောက်ဆုံးရတ္တမေဆိုတဲ့ကုသိုလ်ရမှသာတယ်။အစိုးတရားတွေအလုံးကိုဖယ်ရှားနိုင်လို့ဘဝမှာကြုံတွေ့ရမဲ့ဒုက္ခတွေအလုံးချုပ်ငြိမ်းမှာဖြစ်တယ်ဆိုတာကိုသဘောပေါက်နားလည်ပြီးတော့တို့တွေတွေဟာလှုပ်ရှားတွေအများကြီးရှိသေးတယ်။ တန်တရာခရီးလျှောက်လန်းတဲ့အခါမှာဘုရားသာသနာဆိုတဲ့နေမင်းကြီးထွန်းလင်းနေတဲ့အချိန်သာလေကုသိုလ်ဆိုတာသိခွင့်ရတယ်အကုသိုလ်ဆိုတာသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုခွဲခြားသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုလည်းစ조사လှုပ်ဆောင်ခွင့်ရတယ်လို့အချိန်ရှိခိုက်လုံးလဆိုင်ဖို့ရတို့ရဲ့တာဝန်ဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့မကောင်းမှုမှန်သမျှကိုရှောင်ရှားကောင်းမှုမှန်သမျှကိုဆောင်ထားကြပြီးနောက်ဆုံးမှာ ရတ္တမေကုသိုလ်ကိုအရာယူပါဒုက္ခခသိန်ချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်ဆောစွာကိုစီကိုငါမျက်မှောက်ပြုနိုင်ကြပါစေ